က်ရှင်ပါဗျာဒီနေ့ကျွန်တော်တို့ကိုထူတောင်းခြင်းပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တို့ပါ၍အရှင်ဘုရားသာသမီတို့ရဲ့တက်တာမှာလိုအပ်တဲ့အရာကိုတောက်ခံပေးမှုမှာအလုံးလိုအပ်တဲ့အရာကတော့ကြားမှာခြင်းဖြစ်နေပါတယ်ကျမ်းစာတစ်ချက်လာပါရော့ သည်အနိစ္စရောက်သောအခါအသက်120ရှိ၏သူ၏မျက်စိမမှုံသေးခွန်အားလည်းမလျော့သေးအရှင်မယားအသက်100အနာမရှိဆိုတာကြောက်ဘူးကဲတော့လေဒီနေ့လောကပတ်တော်ပြောချသည်မှာအသက်120အနာမရှိကိုတော့လောကမှာအသက်ရှင်တဲ့အခါမှာကြောက်မှချင်းသည် ကျွန်တော်တို့အတွက်အင်မတန်လောဘပါတယ်ကျွန်တော်တို့တည့်ရစေဝါကုသရတဲ့အခါမှာကျွန်တော်တို့တဏ္ဍမကစားတော့တဲ့ဖြစ်တဲ့ကြုံလွန်ပါလိမ့်မယ်ဒုဗ္ဗာယအရှင်ဘုရားဒီနေ့တရားနာပြိတ္တာလုံးကိုသူတို့ရဲ့အသက်တာတလျှောက်လုံးမှာအပြာနာမရှိဘဲနဲ့ မှာလုံးကြံ့လာရသောပြိကိုပြေးနိုင်တဲ့ဆင်းစရာဟာဘုရားတကယ်ပဲဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့တက်တာတစ်လျှောက်လုံးမှာအလုံးကြံ့မာရသောအခွင့်ကိုပေးသနာတော်မူပါဘုရားကိုတော်ထမ၍သုတောင်းအသနာခံလိုပါလေဤရာမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အသက်ရှင်တဲ့အခါမှာလိုအပ်တဲ့ ဥစ္စာပစ္စည်းလို့ခေါ်တဲ့ငွေကြီးပဲဖြစ်ပါတယ်ရှင်ဗျာတို့ပါရွေးကျမ်းစာတစ်ချက်နားထောင်ရအောင်သောဘဝတ္ထုခန်းကြီး၄၄အခန်းငယ်၄ထို့သောသာရဗျာဒီယောဘဤရှိပြီဟံကိုကောင်းကြီးပေးတော်မူသည်ထက်နောက်ပြီဟံကိုတာ၍ကောင်းကြီးပေးတော်မူသည်ဖြင့်သူသည်သိုးသကောင်းလေးထောင်ပလောက်၆ထောင်၅ရှင်းတထောင်ညီမတထောင်ကိုရတတ်၏ရှင်ဗျာ လောကမှာအသက်ရှင်တဲ့အခါမှာမရှိဆင်းရဲမှားများကိုကူညီဖို့သာသနာမှုကိုပံ့ပိုးဖို့မိမိကိုယ်နိုင်လေသုံးသွဲဖို့လူအပ်တဲ့အရာကိုဘုရားသခင်တတ်နိုင်ပါလေကျွန်တော်တို့ယောဘရဲ့တတ်တာကိုကြည့်တဲ့အခါမှာပြပေါ်ပေါ်မှာထိုင်နေတာအင်းကြီးရောမရှိဘူးသူရဲ့အနာရောဂါကိုကုတ်ဖဲရတာ တာပင်မဲ့ဘုရားတခင်ကသူ့ဘက်ကိုမျက်နာတော့ပြန်မဲ့လိုက်တဲ့အခါမှာသူ့တထောင်လေးတောင်ကလောင်း6တောင်နွားအရှင်းတထောင်လေးနေမတထောင်မကအခြားသောအရာများစွာကိုဘုရားတခင်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်တဲ့ဘုရားတခင်ဘုရားတခင်ပေးတဲ့သူ့ကျေးဇူးဟာအတုအနောင်မရှိပါဘူး လူတွေပေးတဲ့စုကျေးဇူးကအင်မတန်ကြောက်ကြရကောင်းပါလေနောက်ထပ်တွေ့အတူကနေပြီးတော့တပြေးတပြေးနဲ့ကျွန်တော်တို့ဥစ္စာပြည့်စုံအားလုံးကိုသိမ်းသွားမယ်ဒါကြောင့်ဘုရားရှင်ပေးတဲ့ကျေးဇူးသည်ကျေးဇူးသက်သက်ပဲဖြစ်တဲ့အတွက်ကြောင့်ကိုယ်ပါကျွန်တော်တို့ဆူတောင်းတဲ့အခါမှာကျွန်တော်တို့ကသက်တာမှလိုအပ်တဲ့ဥစ္စာပြည့်စုံကိုလည်းဘုရားရှင်ပေးကနာဖို့ဆူတောင်းပါတယ် ဗျာကုသောတပန်ဆက်လို့ရစုတောင်းခြင်းမှုရှိပါတယ်ဤရမှာပါလဲဆိုတော့ဗျာတည်ရဲ့ကျွန်တော်တို့ကြားမှာတော့လဲချမ်းသာတော့လဲကျွန်တော်တို့နှလုံးစိတ်ဝမ်းငြိမ်းချမ်းပါပဲပျော်ရွှင်မယ်ချမ်းသာတစ်ချက်နားထောင်ရအောင်ရှင်မတဲခွင့်ခန်းကြီး6ခန်းငယ်30နိုင်ငံတော်တည်ထောင်ပါစေတော့အလိုတော် ၌ပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေသောအရှင်မယားကောင်းကင်နိုင်ငံတော်မှာရှိမဲ့အင်္ဂါမရှိဘူးသဘာဝဒိနာမရှိဘူးဘာဒုက္ခမှမရှိဘူးအဲ့ဒီခါကျတော့လူတွေရဲ့စိတ်ကချမ်းသာပြီးတော့ပျော်ရွှင်ခြင်းအခွင့်ကိုရတကယ်လို့ဒီနေ့ကျွန်တော်တို့ရဲ့နိုင်ငံကျွန်တော်တို့ရဲ့တိုင်းပြည်မှာဘုရားရှင်ပလာခြင်းအပြင် 高明南岸街道宁强路居民陈碧玉：今朝六月十五日啊，宁强镇规民在哪吧？哎呀，阿龙哥，不要怕了，那给你轻人那么那个那看的呀，怕呀，阿弥。